အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ Noble Love ရဒီဗီဒီယိုမှာတော့ကျွန်တော်တကယ်ချင်းတော့ကို PUBG Mobile Graphic Customize Button Setting နဲ့ပတ်သက်ပြီးအသေးစိတ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်အကောင့် setting control setting နဲ့ပတ်သက်ပြီးမှလည်းဗီဒီယိုအသေးစိတ်တင်ထားပြီးတော့ရှိပါသေးတယ်ဗီဒီယိုလေးကိုမကြည့်ရသေးဘူးဆိုရင်တော့ဗီဒီယိုလေးကိုကြည့်ဖို့ပြောလိုပါတယ်ဗျာ graphics အတင်းမှာပထမတစ်ခုကတော့ graphic preference better graphic ရှိပါတယ် balance ရှိပါတယ် better frame rate ရှိပါတယ်နောက်ဆုံးတစ်ခုကတော့ customize ပေါ့ဗျာကျွန်တော်အကြံပေးချင်တာတော့ customize မှာထားဖို့ပဲကျွန်တော်ပြောလို့ပါတယ်ကိုအဆင်ပြေသလို graphic ကို set လုပ်လို့ရတာမျိုးရှိပါတယ်အရှိက better graphic တို့ balance တို့ရဲ့ better frame rate တို့က PUBG Mobile ဘက်ကနေတကယ်ကျွန်တော် ready graphic ပေးတာမျိုးရှိပါတယ် better graphic ကတော့ရုပ်ထွက်ကိုဦးစားပေးတာမျိုးရှိပါတယ် balance ကတော့အလေလက်ကိုပြောတာဖြစ်ပါတယ်နောက်တစ်ခုက frame rate ကိုဦးစားပေးတာမျိုးရှိပါတယ် customize လုပ်တာအကောင်းဆုံးပဲဖြစ်ပါတယ် သူပေးထားတဲ့၃ခုကိုကြည့်ရမယ်ဆိုရင် customize မှာကိုယ်တိုင် set လုပ်လို့ရတာမျိုးရှိပါတယ် customize မှာကြည့်ရမယ်ဆိုရင် combat lobby home နဲ့ efficiency ဆိုတာတွေးမြင်ရတာမျိုးရှိပါတယ် combat ကတော့ဘာကိုပြောရလဲဆိုတော့ပွဲတွေရောက်ရှိသွားတဲ့အနေအထားကိုပြောတာဖြစ်ပါတယ်ဥပမာတကယ်ကျွန်တော် classic mode ဆိုတာမျိုးပဲဖြစ်စေ TDM နေပါတယ်ဆိုတာမျိုးပဲဖြစ်စေ training ground နဲ့သွားတာမျိုးပဲဖြစ်စေ chair park ထဲသွားတာမျိုးပဲဖြစ်စေ lobby ကတော့တကယ်ကျွန်တော် game နဲ့မသွားခင်ပေါ့ဗျာဒီကကျွန်တော် home screen လို့ပုံစံဒီကောင်ကျွန်တော် lobby လို့ခေါ်တာမျိုးရှိပါတယ် home နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် PUBG Mobile မှာကိုယ်ပိုင်အင်ဆောက်လို့ရတာဒါတော့တကယ်ကြီးအားလုံးသိကြပါလိမ့်မယ်ဒီကောင်ကျွန်တော် home လို့ခေါ်တာမျိုးရှိပါတယ် efficiency နဲ့ပတ်သက်ပြီးမှတော့ကျွန်တော်နည်းနည်းနောက်မှပြောပါမယ်ဗျာ combat ပြောရမလား lobby ပြောရမလား home ပြောရမလားသူတို့မှကြည့်မယ်ဆိုရင် graphic တွေတွေ့မြင်ရတာမျိုးရှိပါတယ် graphic မှာကြည့်ရ ရမယ်ဆိုရင် Smooth Balance HD HDR Ultra HDR နဲ့ Extreme HDR ဆိုမျိုးများရှိပါတယ် Extreme HDR တော့ထွက်ရှိထားတာမျိုးမရှိသေးပါဘူးဗျာဒီက graphic ကိုတကယ်ကျွန်တော်မြင့်မြင့်ထားလေးပေါ့ဗျာဥပမာကျ HD တို့ HDR တို့ Ultra HDR တို့ထားလေး game ထဲမှာရုပ်ထွက်ကောင်းလေးပဲဖြစ်ပါတယ် ဒါပေမဲ့အားနေချက်တခုပါရှိလဲဆိုတော့ဒီလိုပုံစံရုပ်ထွက်ကောင်းမှုထွက်ပေါ်ပြပါဝါတော်တော်လေးကိုလိုအပ်တာမျိုးရှိပါတယ်ပါဝါတအားကြီးသုံးတာမျိုးရှိပါတယ်အလိုအနေထားဆိုရင်ကျွန်တော်ဖုန်းကပူလာတာမျိုးရှိပါတယ်ဖုန်းပူလာတော့ game player lag ဖြစ်လာတာမျိုးရှိပါတယ်ဘက်ထရီကလည်းတော်တော်လေးကိုစားတာမျိုးရှိပါတယ်ဗျတကယ်ကျွန်တော်ရုပ်ထွက်မြင့်မြင့်နဲ့ဆိုးတယ်ဆိုရင်ပေါ့ဗျကျွန်တော်အချမ်းပေးချင်တာတော့ game play ပေါ့ဗျချောချောမွေ့မွေ့လိုချင်တယ်ဆိုရင်တော့ smooth မှာထားဆိုတာအကောင်းဆုံးပဲဖြစ်ပါတယ်နောက်ဆုံးရုပ်ထွက်ကအရေးကြီးတယ်ရုပ်ထွက်ကောင်းကောင်းလိုချင်တယ်ဆိုရင်တော့ HD လောက်မှာထားဆိုပါဒါပေမဲ့တည်ထားရမှာဘက်ထရီကတော့တော်တော်လေးကိုကျိမ့်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့အောက်မှာကြည့်မယ်ဆိုရင် frame rate ပေါ့ဗျာကျွန်တော်က ကြည့်မယ်ဆိုရင် ultra extreme တိကျတော့ support လုပ်တာမျိုးရှိပါတယ် ultra extreme ကတော့ 120fps ကိုပြောတာဖြစ်ပါတယ်ဒီမှာကျတော့ frame rate ကတစ်ယောက်နဲ့တစ်ယောက်အသုံးပြုတဲ့ဖုန်းပေါ်မှာမူတည်မှာကျတော့တစ်ယောက်နဲ့တစ်ယောက်တူမှာမဟုတ်ပါဘူးဗျာတချို့က medium ထိပဲရတဲ့တငယ်ချင်းတွေရှိကြပါလိမ့်မယ်တချို့က high ထိရတဲ့တငယ်ချင်းတွေရှိကြပါလိမ့်မယ် တချို့က ultra ထိပဲရတဲ့တငယ်ချင်းတွေရှိကြပါလိမ့်မယ်တချို့က extreme ထိရတဲ့တငယ်ချင်းတွေရှိကြပါလိမ့်မယ်တချို့က extreme plus to ultra extreme တို့ပါရ 120fps ရတဲ့ smartphone တွေဆိုတဲ့တငယ်ချင်းတွေရှိကြပါလိမ့်မယ် frame rate မြင့်မြင့်ရတဲ့တငယ်ချင်းတို့ game player smooth ဖြစ်လေရှဲဆော့ကောင်းနေပဲဖြစ်ပါတယ်ဒီက frame rate နဲ့ပတ်သက်ပြီးမှာတော့ကျွန်တော်ဒီ video မှာအသေးစိတ်မပြောတော့ပါဘူးဘာလို့လဲဆိုတော့ video ကတော်တော်လေးကိုရှည်သွားမှာဖြစ်ပါတယ်ကျွန်တော်ထပ်တစ်ခါပြောရမယ်ဆိုရင်တော့ combat ပေါ့ဗျာပွဲတွေရောက်တဲ့အနေအထားမှာကြည့်မယ်ဆိုရင်တော့ smooth ဘာထားရင်မှာတငယ်ချင်းတို့ fps က block support လို့လဲပေါ့ဗျာ ultra ဆိုရင် ultra extreme ဆိုရင် extreme ပေါ့ဗျာအမြင့်ဆုံးထားပြီးဆော့ဖို့ကျွန်တော်ပြောလို့ပါတယ်ဗျာ နောက်တစ်ခုကတော့ lobby မှာပဲ graphic ကိုထားရမလဲဆိုတာ amazing ရရှိပါတယ်ကျွန်တော်ကတော့ ultra hd ရထားတာမျိုးရှိပါတယ် frame rate ကိုကြည့်ရမယ်ဆိုတော့ ultra ထားတာမျိုးရှိပါတယ်ကျွန်တော်ကတော့ဘာကြောင့်ဒီ lobby မှာဒီလောက် graphic အမြင့်ထားထားရလဲဆိုတာ amazing ရရှိပါတယ်ကျွန်တော်ကတော့ video တွေပါလို့တော့ခါကြတော့ပေါ့ရဒီကောင်ကိုကျွန်တော်မြင့်မြင့်မှာထားထားတာမျိုးရှိပါတယ်တကယ်ကျွန်တော်အနေနဲ့ battery တွေပါခြွေတာခြင်းနဲ့ဆိုတော့ smooth မှာထားလိုက်ပါအဲ့ဒါပြီးတော့ဒီ FPS ကိုလည်းပေါ့ရ power saving မှာထားလို့ရတာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီ lobby မှာကြည့်မယ်ဆိုရင်တကယ်ကျွန်တော်ဘာမှပေါ့ဗျာ trade လုထားမျိုးမရှိပါဘူးဗျာနောက်တစ်ခု home နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့တကယ်ကျွန်တော်ကိုစောက်ထားတဲ့အိမ်ကြီးတကယ်ကျွန်တော်စောက်ထားတဲ့ ဲ့အိမ်တွေကိုပေါ်ရလုံးဝချရုပ်ထွက်ရှင်နဲ့မြင်ချင်တယ်ဆိုရင်တော့ graphic မြင့်မြင့်မှာထားပါ smooth မှာထားထားတယ်ဆိုရင်တော့အိမ်တွေကအလောက်လာမှာမဟုတ်ပါဘူး HDR တော့ဘာလို့ထားထားတယ်ဆိုရင်တော့အိမ်တွေကပေါ်ရ shade လာမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီမှာကြည့်မယ်ဆိုရင် style မှာပေါ်ရ color တွေတွေးမြင်ရတာမျိုးရှိပါတယ် classic color တော့ဒီအယောင်ပဲဖြစ်ပါတယ် colorful လို့ကြည့်ရမယ်ဆိုရင်တော့ဒီပုံစံပေါ်ရ realistic တွေးမြင်ရတာမျိုးရှိပါတယ် soft တွေးမြင်ရတာမျိုးရှိပါတယ် movie တွေးမြင်ရတာမျိုးရှိပါတယ်တကယ်ကျတော့ဘယ်ပုံစံအယောင်ကြိုက်လဲပေါ်ရ game နဲ့မှာတွားရင်မှာတကယ်ကျတော့ဒီကောင်းတွေပြောင်းကြည့်ကြည့်ပါအတုံးများတာတော့ဒီမှာကြည့်မယ်ဆိုရင် colorful အတုံးများတာမျိုးရှိပါတယ်ဒီမှာကြည့်မယ်ဆိုရင် custom style ဆိုရင်မှာတွေးမြင်ရမှာဖြစ်ပါတယ်တကယ်ကျတော့ combat မှာပေါ့ဗျအယောင်တစ်ခုထားလို့ရတာဖြစ်ပါတယ် lobby မှာကျတော့အယောင်တစ်ခုထားလို့ရတာဖြစ်ပါတယ်ဥမာ lobby မှာကျတော့ realistic ကိုထားလိုက်ပါမယ် apply ဆိုတာလုပ်လိုက်ပါမယ် combat မှာကြည့်မယ်ဆိုတော့ colorful နဲ့သွားမှာဖြစ်ပါတယ် lobby မှာကြည့်ရမယ်ဆိုတော့ realistic ပေါ့ဗျာကြည့်ရရှိပါအယောင်အနေထားပေါ့ဗျာနဲ့ကျတော့ main သွားတာမျိုးရှိပါတယ်ဒီနေရာမှာပဲကျွန်တော်လာပြီးမှပေါ့ဗျာဒီကောင် colorful ပြောင်းလိုက်မယ်ဆိုရင်အယောင်ကစိမ့်စုသွားမှာပဲဖြစ်ပါတယ်ဗျာဥမာပြောရမယ်ဆိုရင် lobby ရောကျွန်တော် colorful ပြောင်းလိုက်ပါမယ် apply ဆိုတာလုပ်လိုက်ပါမယ်ချိချိပါအယောင်ကပေါ့ဗျာနည်းနည်းစိမ့်တဲ့ပုံစံသွားတာမျိုးရှိပါတယ်ဒီလိုပုံစံပေါ့ဗျာတကယ်ကျွန်တော်အနေနဲ့ ကိုကြိုက်သလိုဆက်လုပ်လို့ရတာမျိုးရှိပါတယ်ကိုကဘယ်အယောင်ကိုကြိုက်လဲပေါ့ဗျာအဲ့အယောင်ပေါ်မူဒီမှာတကယ်ကျွန်တော်ဒီကောင်အောင်ထားလို့ရပါတယ်ဗျာနောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ color blind mode ဆိုရင်မှပေါ်ပြပေးထားရှိပါတယ်တကယ်ချင်းတချို့အနေနဲ့ပေါ့ဗျာ color တွေပါလေခွဲရခက်တဲ့တကယ်ချင်းတွေရှိကြပါလိမ့်မယ် color blind တကယ်ချင်းတွေပေါ့ဗျာသူတို့အတွက်ပြောတာဖြစ်ပါတယ်ဥပမာလက်ရှိပေါ့ဗျာဒီ zone ကိုကြည့်ရမယ်ဆိုရင်အပြောင်းသွားတာမျိုးရှိပါတယ်နောက်တစ်ခုကပေါ့ဗျာဒီဘုံ zone ကိုကြည့်ရမယ်ဆိုရင်အနီအောင်သွားတာမျိုးရှိပါတယ်ဒီကောင်တွေတကယ်ချင်းတို့အနေနဲ့ပေါ့ဗျာအယောင်တွေကိုကြိုက်တဲ့အယောင်ထားလို့ရတာမျိုးရှိပါတယ်ဘုံကိုအဝိုင်းအောင်ထိုင်းမှ color အပြောင်းအောင်ထားလို့ရတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ဒီ blue zone ကို green zone အဖြစ်ပြ ောင်းလို့ရတာမျိုးရှိပါတယ်ဒီလိုပုံစံပေါ်ပြကိုကြိုက်တဲ့အရာကို set လုပ်လို့ရပါတယ်ပြ နောက်တစ်ခုကတော့ brightest ပွဲပဲတကယ်ကျွန်တော် game မှာအလင်းဘလောက်လိုချင်လဲပွဲဒီမှာ line မှာ set လုပ်လို့ရတာမျိုးရှိပါတယ်ကျွန်တော်အချမ်းပေးချင်တာတော့135 140လောက်ထားပါတာအကောင်းဆုံးပဲဖြစ်ပါတယ်150လောက်ထားရဆိုရင်မကောင်းလားပွဲပိုပြီးမှကောင်းတာမျိုးရှိပါတယ်ဒါပေမဲ့ battery ကတော့နည်းနည်းပူဆားမှဖြစ်ပါတယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုရင် non standard screen ပေါ့ဗျာဒီကောင်ကဘာကိုပြောရလဲဆိုတော့တကယ်ကျွန်တော်ဖုန်းကဘလို့ပုံစံဖုန်းလဲပေါ့ဗျာဥမာပြောရမယ်ဆိုရင် notch ပုံစံဖုန်းလားဒါမှမဟုတ် punch လို့ပုံစံဖုန်းလားပေါ့ဗျာအပေါ်မှာ multi media screen ကို set လုပ်လို့ရတာမျိုးရှိပါတယ် notch နဲ့လာတဲ့ဖုန်းဆိုရင်တော့ဒီကောင်ကိုရွေးပေးပါတကယ်ကျွန်တော် punch လို့ဆိုရင်တော့ဒီကောင်ကိုရွေးပေးပါဒါတွေရွေးပြီးမှတကယ်ကျွန်တော် apply လုပ်ရမှာဖြစ် ်ပါတယ် apply မလုပ်ဖ ೇನೆ တော့ဒီကောင်အလုံးလုံးမှမဟုတ်ပါဘူးနောက်တစ်ခုကတော့အောက်မှာကြည့်မယ်ဆိုရင် reset screen ဆိုရင်မှဖော်ပြပေးထားမျိုးရှိပါတယ်ကျွန်တော်ကအားလုံး click လိုက်တယ်ပေါ့ဗျာဒါပေမဲ့ကျွန်တော်ကတစ်ခုမှမကြိုက်ဘဲကနေဘလို့ပြောင်းရတော့မလဲမသိတော့ဘူးဆိုရင်တော့ဒီမှာကျွန်တော် game စဆော့ဆော့ခြင်းပေါ့ဗျာဘယ်ပုံစံနဲ့လာထားမျိုးရှိလဲ reset လုပ်လိုက်တယ်ဆိုရင်တော့အဲ့ပုံစံနဲ့လာမှာဖြစ်ပါတယ်ကြီးကြီးပါတရားနဲ့လာမျိုးရှိပါတယ်ပြောင်းသွားတာမျိုးရှိပါတယ်လို့ပုံစံပေါ့ဗျာတကယ်လို့ပြန်ပြီးမှ chain လို့ရတာမျိုးရှိပါတယ်ဥမာ graphic တွေပါလဲပြောင်းသွားတာမျိုးရှိပါတယ်ဒီမှာကျွန်တော်တို့လုပ်ရမှာ customize မှလုပ်ရမှာဖြစ်ပါတယ်ကျွန်တော်အကုန်လုံးပြန်ပြောင်းမှုလုပ်တာဖြစ်ပါတယ် ဒီမှာကျွန်တော်နောက်တစ်ခုကတော့ efficiency ပေါ့ဗျာ anti aliasing ဆိုတာရှိပါတယ် 2x နဲ့ 4x ပေါ့ဗျာ 4x to 2x တို့မှာထားထားရည်ဆိုတော့ image quality ပေါ့ဗျာရုပ် track ကကျွန်တော်ပုံကြီးမှကောင်းတာမျိုးရှိပါတယ်ဒါပေမဲ့ဒီခေါက် battery တော်တော်လေးကိုကျိတ်မှဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ကတော့ဒီကောင် disable လုပ်ပြီးမှထားတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ power saving ပေါ့ဗျာဒီကောင်လည်းကျွန်တော် disable လုပ်ထားရကြိုက်တာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဖုန်းကပူလာတဲ့အခါပေါ့ဗျာဖုန်းက battery မြန်မြန်ကုန်တဲ့အခါသူကိုယ်တိုင်ပေါ့ဗျာ graphic ကိုချလိုက်တာမျိုးရှိပါတယ်ကျွန်တော်ကတော့သူကိုယ်တိုင် graphic ကိုချလိုက်တာမျိုးမလိုချင်ပါဗျာကိုက game ရှင်းစိုးနေတဲ့ဖုန်းကနည်းနည်းပူလာတဲ့ graphic ကိုသူက short ချလိုက်တယ်ဆိုရင်အဲ့လောက်ကြီးအဆင်ပြေမှာမဟုတ် ုတ်ပါဟုတ်ဗျာဒါကြောင့်ပဲကျွန်တော်တို့ကောင် disable လုပ်ထားတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ shadow ပေါ့ဗျာတကယ်ကျွန်တော် game တွေပါတွေဆိုတဲ့အခါဒီအရေးတွေပါတွေမြင်နေတယ်ကျွန်တော်ဒီကောင် enable လုပ်ထားရမှာဖြစ်ပါတယ်ဒါပေမဲ့ဒီကောင်ကလည်းပေါ့ဗျာ battery တော်တော်လေးကိုစားတာမျိုးရှိပါတယ်ဖုန်းပူတာမျိုးရှိပါတယ်ဒါကြောင့်ပေါ့ဗျာတကယ်ကျွန်တော်ဖုန်းမမူတီမှာတကယ်ကျွန်တော်ဖုန်းတွေပါတွေကမြင်နေတယ်ကျွန်တော်ဒီကောင် enable လုပ်ထားပါဖုန်းတွေက mid range mode လို့ပုံမှန်ဖုန်းနဲ့ဆိုတယ်ကျွန်တော်ဒီကောင် disable လုပ်ထားပြီးဖို့ကျွန်တော်ပြောလို့ပါတယ်ဗျာနောက်တစ်ခုကတော့ auto adjust graphic ပေါ့ဗျာဒါ graphic ကိုသူ auto change မှာဖြစ်ပါတယ်ဒါတော့ကျွန်တော် disable လုပ်ထားပြီးတာအကောင်းဆုံးပဲဖြစ်ပါတယ် auto အနေနဲ့တော့ဘာမှမကောင်းပါဘူးကိုယ်တိုင် customize လုပ်တာအကောင်းဆုံးပဲဖြစ်ပါတယ်ဒါတွေအ ားလုံးလုပ်ပြီးသွားရင်ပေါ်ရတငင်ကျွန်တော်အနေနဲ့ဒီမှာကြည့်ရမယ်ဆိုရင် apply ဆိုတော့နေရမှာဖြစ်ပါတယ် apply minute ဖြစ်ဆိုရင်တော့ဒီရ setting တွေ set လုပ်ထားတာအလကားပဲဖြစ်ပါတယ် apply တော့နေဖို့လိုပါတယ်ဗျ okay ဒါဆိုတော့တငင်ကျွန်တော်အနေနဲ့ဒီရပေါ်ဗျ graphic setting နဲ့ပတ်သက်ပြီးမှကျွန်တော်ကောင်းကောင်းနားလေသဘောပေါက်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျနောက်တစ်ခုကြည့်ရမယ်ဆိုတော့ customize button character vehicle special vehicle ဆိုမှသုံးခုတွေ့မြင်ရတာမျိုးရှိပါတယ် character မှာပထမတစ်ခုကိုကြည့်ရမယ်ဆိုတော့ left movement right fire fix button ဆိုမှဖော်ပြပေးထားတာမျိုးရှိပါတယ်ခုရဲ့ဖုန်းရဲ့မှန်ဘီကိုတကယ်ကျွန်တော်အနေနဲ့အလဲရနေပေါ်ဗျာသဘောတရားနေပိုင်းကြီးကြီးလိုက်ပါဘက်ဘက်ချင်ကတော့ကျွန်တော် movement အတွက်လှုပ်လှုပ်တာ ဖြစ်ပါတယ်တကယ်ချင်းတို့ဒီရဲ့ joy stick ပေါ်ရပြီးတဲ့ခလုံးမှမနှိပ်ဖ ೇನೆ တကယ်ချင်းတို့တခြားပေါ်ရကြိုက်တဲ့နေရာနေပါဘယ်ဘက်အချင်းကြိုက်တဲ့နေရာပေါ်အပေါ်နေနေချောအောက်နေနေပေါ်တကယ်ချင်းတို့ movement လုပ်ပါ movement ကသွားမှာဖြစ်ပါတယ်တကယ်ချင်းတို့ character တွေပါသွားလို့ရတာမျိုးရှိပါတယ် တကယ်ကျွန်တော်ဒီအပေါ်က joystick မှာပဲနေရမယ်ဆိုတာမျိုးမရှိပါဘူးဗျာ screen ရဲ့ညာဘက်အခြမ်းကိုကြည့်မယ်ဆိုတော့ဒီက aiming နေပါအလိုလိုတာမျိုးရှိပါတယ်အကောင်ပြောတာဖြစ်ပါတယ်ဒုတိယတစ်ခုကိုကြည့်ရမယ်ဆိုတော့ဘက်ဘက်အခြမ်းတော့ပုံမှန်အတိုင်းပဲဝယ်တကယ်ကျွန်တော်တို့ကကြိုက်တဲ့နေရာမှာ movement လုပ်လို့ရတာမျိုးရှိပါတယ်ညာဘက်အခြမ်းမှာတကယ်ကျွန်တော်ပေါ်ရတဲ့ camera aim လုပ်တယ်ဆိုတော့ဒီကတနက်ပြည့်တဲ့ခလုတ်ကလည်းပါလာမှာဖြစ်ပါတယ်တနက်ပြည့်ချင်တယ်ဆိုတော့ဒီကောင်ဖိတိုက်ရုံပဲကြက်ပါတယ် အပုံစံကိုပြောတာဖြစ်ပါတယ်တတိယတစ်ခုကိုကြည့်ရမယ်ဆိုတော့ဘယ်ဘက်အချမ်းမှာတကယ်ကျွန်တော်ကြိုက်တဲ့နေရာမှာသွားထိအိမ်မှာပေါ်ရ movement လို့လို့မရပါဘူးဗျာဒီက joystick ထဲမှာပဲတကယ်ကျွန်တော် movement လို့ရမှာဖြစ်ပါတယ်တခြားနေရာသွားထိအိမ်မှာ movement လို့ရတယ်ဆိုတော့ camera အလိုလိုမှာဖြစ်ပါတယ်ဒီမှာကြည့်မယ်ဆိုရင်တတိယလေအောင်နဲ့ဆိုတဲ့တကယ်ချင်းနေလဲအများကြီးတွေးရတာမျိုးရှိပါတယ်ကောင်းတိကျတာမျိုးရှိပါတယ် movement တွေပါကြီးလုတ်တဲ့ခါပေါ်ဗျာပထမလေအောင်နဲ့ဆိုတဲ့ player တွေလည်းအများကြီးတွေးမိရတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ vehicle ပေါ်ဗျာတကယ်ကျွန်တော် motor engine ကိုဘယ်ပုံစံနဲ့မောင်းကျင်လဲပေါ်ဗျာဒီကကျွန်တော်များလို့ပုံစံနဲ့မောင်းကျင်တာဒါမှမဟုတ်ကျွန်တော် joystick တစ်ခုနဲ့တကယ်ကျွန်တော် motor engine တွေပါကြီးမောင်းကျင် င်လာပေါ်ရရှင်းတော့ပင်ညာအကုန်လုံး joystick တစ်ခုထဲနဲ့အလိုလိုတာမျိုးရှိပါတယ်နောက်တစ်ခုကဒီရဲ့ပေါ်ရ steering wheel နဲ့မောင်းရှင်လာပေါ်ရဒီမှာကြည့်မယ်ဆိုရင် gas တွေပါတစ်သက်တွေးမြင်ရတာမျိုးရှိပါတယ် steering wheel တွေပါတွေးမြင်ရတာမျိုးရှိပါတယ် တကယ်ကျတော့ဘက်ကောင်နဲ့မောင်းချင်တဲ့ပေါ်ရအကောင်ဆက်လို့ရတာမျိုးရှိပါတယ်အောက်မှာကြည့်ရမယ်ဆိုရင် driving camera ပေါ်ပြ follow နဲ့ free look ဆိုတာတွေ့မြင်ရတာမျိုးရှိပါတယ် follow မှာထားထားလိုက်ဆိုရင်စူးကြပါဆိုရကျွန်တော်တို့ vehicle လေးပါနေမောင်းနေတဲ့ပေါ်ရနောက်မှရန်သူပါလာမပေါ်လာကျွန်တော်ကြည့်တာမျိုးရှိပါတယ်အဲ့အနေထားမှာကျွန်တော်ကပေါ်ပြဒီကလက်မကိုလွတ်လိုက်တယ်ဆိုရင် auto ပေါ်ပြသူကိုယ်တိုင်ပြန်တည့်သွားမှာဖြစ်ပါတယ် free look မှာထားထားလိုက်ဆိုရင်သူကိုယ်တိုင်တည့်တာမျိုးမရှိပါဘူးပြကျွန်တော်ကပြန်ကိုယ်တိုင်တည့်ပြီးရတာမျိုးရှိပါတယ်ဒါတော့တကယ်ကျတော့ဘယ်ပုံစံလိုချင်လဲပေါ်ရအပုံစံ set လုပ်လို့ရတာမျိုးရှိပါတယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ vehicle music motor image တချင်းကြီးပါရင်နောက်ထောင်ကျင်နေဆိုတော့ ဒီကောင် enable လုပ်ပေးပါမနှားထောင်ခြင်းဆိုရင်တော့ဒီကောင် disable လုပ်ထားပေးလို့ရပါတယ်နောက်တစ်ခုကြည့်ရမယ်ဆိုရင်တော့ tab and hold to change စီစဉ်မှာဖော်ပြပေးထားမျိုးရှိပါတယ်ဒီကောင် enable လုပ်ထားတဲ့ဆိုရင်တော့ဒီကထိုင်ကုန်ပြောင်းတဲ့ cloud ကိုတကယ်ကြီးတော့ဖိထားလိုက်ပါဖိမှာကိုကဘယ်ထိုင်ကုန်မှာထိုင်ချင်လဲအထိုင်ကုန်ကိုရွှေ့လိုက်ရုံပဲဖြစ်ပါတယ်ဆိုကိုကအထိုင်ကုန်မှာပြောင်းသွားမှာဖြစ်ပါတယ်ဒီကောင် disable လုပ်ထားတဲ့ဆိုရင်တော့ထိုင်ကုန်ပြောင်းတဲ့ cloud ကိုဖိထားလို့မရတော့ပါဘူးဗျာ time ဆိုတော့ update version 3.2လား3.3လားမသိပါဘူးအဲ့တော့ငါနေကြည့်မယ်ဆိုရင်တော့ထိုင်ကုန်တွေပါတယ်ပြောင်းချင်တယ်ကိုကဘယ်ထိုင်ကုန်မှာထိုင်ချင်လဲပေါ့ဗျာတခါတည်းအထိုင်ကုန်ကို swipe လုပ်လို့ရတာမျိုးရှိပါတယ် ကိုထိုင်ခြင်းနဲ့ထိုင်ကုန်ဒီကနေပေါ်ရလက်လီနဲ့ရွှေ့လိုက်တာနဲ့အထိုင်ကုန်မှာကျော်ထိုင်ပြီးသားဖြစ်သွားပါလိမ့်မယ်ဗျာဒီ feature ကလည်းကျွန်မိုက်ထည့်လို့ပြောလို့ရပါတယ်နောက်တစ်ခုကတော့ vehicle drip ပေါ်ဗျာတကယ်ကျွန်တော် motor in နေပါတယ် drip ဆဲလို့ရတယ် cloud တွေပါတယ်မပေါ်ဘူးဆိုရင်တော့ဒီကောင်ကို disable လုပ်ထားလို့ဖြစ်ပါတယ် enable လုပ်ပေးဖို့ကျွန်တော်ပြောလို့ပါတယ်ဗျာဒါဆိုရင်တော့ motor in နေပါတယ် drip ဆဲလို့ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ special vehicle ပေါ်ရလက်ရှိသွားတဲ့ Titan တွေပါတွေ့မြင်ရတာမျိုးရှိပါတယ် payload တွေက fighter jet တွေတန့်နေတွေ့မြင်ရတာမျိုးရှိပါတယ် Mercury တွေတွေ့မြင်ရတာမျိုးရှိပါတယ် ီကောင်ကြီးရဲ့ control တွေတကယ်ကျောပြောင်းလို့ရတာမျိုးရှိပါတယ်အောက်မှာကြည့်မယ်ဆိုရင် customize တွေ့မြင်ရမှာဖြစ်ပါတယ်ဒီကောင်နှိပ်ပြီးမှပဲဘယ်နေရဘယ်လိုပုံစံလိုချင်လဲပေါ့ဗျာတကယ်ကျောဒီကောင်ကြီးကိုပြောင်းလို့ရတာမျိုးရှိပါတယ်ဗျာအကုန်လုံးကိုပြောင်းလို့ရတာမျိုးရှိပါတယ်ဒီမှာကျော cloud တွေပါပြီးပြောင်းရင်မှာတော့ save ဆိုတာနှိပ်ဖို့လိုတာဖြစ်ပါတယ်ဒါမှအလုပ်လုပ်မှာဖြစ်ပါတယ် mac array ပါတယ်ပေါ့ဗျာကိုကြိုက်တဲ့ဒီ special vehicle ရဲ့ပေါ့ဗျာ control တွေပါပြီးပြောင်းလို့ရတာမျိုးရှိပါတယ် vehicle လဲမှာကြည့်ရမယ်ဆိုရင်ပေါ့ဗျာဒီ control တွေပါပြီးပြောင်းလို့ရတာမျိုးရှိပါတယ်တကယ်ကျောဘယ်ပုံစံဘယ်နာမှာပါလို့ချင်လဲပေါ့ဗျာအကုန်လုံးပြောင်းလို့ရတာမျိုးရှိပါတယ် character တွေမှာကြည့်ရမယ်ဆိုရင် customize တွေတွေ့မြင်ရတာမျိုးရှိပါတယ် customize မှာနေလိုက် တယ်ဆိုရင်ပေါ့ဗျာ control တွေပါတယ်ပြောင်းလို့ရတာမျိုးရှိပါတယ်ဘယ်နေရာမှာဘာလို့ရှင်လဲပေါ့ဗျာဒီမှာတကယ်ချင်းတော့တော်တော်လေးကိုအမီးများတာမျိုးရှိပါတယ် control code တွေပါတယ်ဘယ်လိုပြီးရမလဲဘယ်လိုထည့်ရမလဲပေါ့ဗျာအဲ့ဒါနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ကျွန်တော်ဒီမှာ layout ဆိုတာရှိပါတယ်အမှတစ်ချက်နှိပ်လိုက်ပါမယ်ဒါကကျွန်တော် control ပဲဖြစ်ပါတယ်အပေါ်မှာ layout 1မှာကျွန်တော်အသုံးပြုနေတဲ့ control ပေါ့ဗျာတကယ်ချင်းတော့လည်းတကယ်ချင်းတော့ control code တွေပါတယ်သိချင်တယ်ဆိုရင်တော့ဒီမှာ line မှာ share ဆိုတာလုပ်လိုက်ပါအဲ့ဒါပြီးတော့ okay ဆိုတာလုပ်လိုက်ပါဒီမှာ code တစ်ခုကြာလာမှာဖြစ်ပါတယ်ဒါကတော့တကယ်ချင်းတော့လက်ရှိသုံးနေတဲ့ control code ပဲဖြစ်ပါတယ်အကောင် copy ဆိုတာလုပ်လိုက်ပါ copy လို့ရင်မှာတရားရောက်ကိုကိုကပေးချင်တယ်ဆိုရင်တော့ ီကောင်ကိုပေးလိုက်ပါတယောက်ယောက်ပဲကျော် control code ကိုကိုကထည့်ကျင်နေဆိုရင်ဒီကအောက်မှာပေါ်ရ enter the 90 digit share code ဆိုမျိုးဖော်ပြပေးတာရှိပါတယ်ဒီမှာ line မှာတကယ်ကျော် AI code ကိုပဲ paste လုပ်လိုက်ပါ တခုချင်းစီရိုက်ရမယ်ဆိုရင်ဒီအလေရပေါ့ဗျအနှုတ်တွေရောတကယ်ကျွန်တော်ထဲဖို့မမိပါနဲ့ဗျဒီအနှုတ်တွေဘာတွေမထည့်ပဲနဲ့တကယ်ကျွန်တော်ဒီရက်ပေါ့ဗျကနန်းနေပဲတောက်လျှောက်ရိုက်သွားတယ်ဆိုတော့ဒီကောင်အစင်ပြီမှာမဟုတ်ပါဘူးဗျအဲ့ဒါပြီးတော့တကယ်ဆက်ဆူလာလို့လိုက်ပါဒါဆိုရင်ပေါ်လာမှာဖြစ်ပါတယ်ဒါဘသူရဲ့ control code လဲပေါ့ဗျကျွန်တော်ရဲ့နာမည်ကိုကြည့်ရမယ်ဆိုတော့ MGP Noble ပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်ရဲ့ control code ပဲဖြစ်ပါတယ် preview and use ဆိုတာနေလိုက်ပါဒါဆိုကျွန်တော်တို့ပုံစံအရင်ဆုံးပြမှာဖြစ်ပါတယ်သူရဲ့ control code ကတော့ဒီပုံစံပေါ့ဗျ apply ဆိုတာနေလိုက်ပါအဲ့ဒါပြီးတော့ swipe and use ကိုတကယ်ကျွန်တော်တစ်ချက်လောက်နေလိုက်ပါဒါဆိုရင်တော့ကျွန်တော်ရဲ့ control ကတကယ်ကျွန်တော်စီရောက်ရှိသွားမှာဖြစ်ပါတယ်တကယ်ကျွန်တော်ဘသူ ရဲ့ control ကိုကိုပေါ်ရဒီမှာထည့်ထားလဲပေါ်ရသူ့ရဲ့ control ကိုကရောက်ရှိလာမှာပဲဖြစ်ပါတယ်တကယ်ကျတော့ control ကလုံးဝပြောင်းသွားမှာဖြစ်ပါတယ်အဲ့လိုပုံစံကိုရဲ့ control code တွေကိုထိုးလို့ရတာမျိုးရှိပါတယ်သူများ control code တွေကိုလည်းဒီမှာ line မှာထည့်လို့ရတာမျိုးရှိပါတယ် control ကလုံးဝပြောင်းသွားမှာဖြစ်ပါတယ် okay ဒါဆိုတကယ်ကျအားလုံးအနေနဲ့ကျွန်တော်ခုဖော်ပြပေးလိုက်တဲ့ graphic setting နဲ့ပတ်သက်ပြီးပြောရမလား customize button setting နဲ့ပတ်သက်ပြီးပြောရမလားကောင်းကောင်းနားလေသဘောပေါက်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျဒီမှာတကယ်ကျတော့ machine တွေဘာတွေရှိရဲဆိုရင်တော့ Jesus ပြည့် comment မှာဖော်ပြပေးတော့ဘူးမမိပါနဲ့လို့ကျွန်တော်ပြောလို့ပါတယ်ဗျာနောက်တစ်ခုကတော့ account setting နဲ့ပတ်သက်ပြီး control setting နဲ့ပတ်သက်ပြီး ှလည်းဗီဒီယိုမကြည့်ရသေးဘူးဆိုရင်တော့သူနဲ့ပတ်သက်ပြီးမှဗီဒီယိုတွေတင်ထားပြတာရှိပါတယ်ဗီဒီယိုလေးကိုကြည့်ဖို့ပြောလို့ပါတယ်ဗျဒါဆိုရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါပြီဗျတကယ်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှက်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျအခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကိုလည်းကျွန်တော်ထူးဝင်ကျေးဇူးတင်ရှိပါတယ်ဗျ